အမှ DNC ရဲ့ line up ထဲမှာကျွန်တော် Benitudi ကပြန်ပါလာတော့မှာပဲဖြစ်ပါတယ်ပြောရရင်အရင်တစ်ခေါက်က DNC နေနဲ့ router lock သွားတဲ့အချိန်ဒီမှာ Benitudi ကိုသူတို့ခေါ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ root တွေကသူတို့အနေနဲ့ MDL အသင်းမှာရှိတဲ့ DNC ကိုသွားပြီးတော့ပို့ထားတယ်ဒီတစ်ပတ်မှာတော့ဒီ MDL ကနေပြီးတော့ကျွန်တော်ဒီ MPA ကို player transfer အနေနဲ့သူတို့ပြောင်းသွားခဲ့တယ်ဗျာ Benitudi နေနဲ့ MPA မှာမြေတွေ့ရတော့မှာပဲဖြစ်ပါတယ် TNC ရဲ့လက်ရှိအနေထားရ DNC phone အနေထားရအကောင့်တော့အနေထားတစ်ခုမှရှိရဗျာအရင်နေ့ data ဆက်လို့ရှိရင် TNC ရဲ့ဒီနေ့ပုံစံတွေကအများကြီးပို့ပြီးတော့တည်ငြိမ်နေအထူးဖြင့် ်ခုံစင်တို့ပါလို့ဆိုလို့ရှိရင်တော်တော်လေး fine နေအနေထားတစ်ခုလို့ပြောရမှာပေါ့နော် Benny Curie ရောက်လာလို့လားတော့မပြောတတ်ဘူးဗျာသူတို့ရဲ့ goal line က share ယူပဲຢາວີ ਆ လေကျွန်တော်ငါမအိုသေးဘူးဆိုရဲအကွက်ဒီအကုန်လုံးတော့ချပြနေတော့မှာပဲ F4 World Championship ရရှိထားတဲ့ဒီ player နှစ်ယောက်လုံးက TNC line up ထဲကိုကျွန်တော်မကြိုက်ရင်မပေါ်လာတော့မှာလည်းဖြစ်ပါလိမ့်အရင်ရင်နှစ်တွေတော့ TNC ကအဲ့ဒီပါ share တိုက်နေရဗျာဒီနေ့ကတော့အကြမ်းတိုက်တော့မှာမဟုတ်ဘဲနဲ့အသင်းကြီးအကုန်လုံးကျွန်တော် challenge လုပ်နိုင်တဲ့အနေအထားတစ်ခုကြီးဖြစ်သွားပြီးဇာရဲ့ထိတ်ဆုံးပိုင်းမှာလည်းသူတို့အနေနဲ့ယက်တည်နေတဲ့အနေအထားတစ်ခုဆိုတော့ အ TNC နေနဲ့ benefit တွေရောက်ရှိလာတဲ့အချိန်ဒီမှာသူတို့ရဲ့ team found ကြီးကျွန်တော်ဆက်လက်ပြီးအားကောင်းသွားမလားဆိုတာဆက်လက်ပြီးကြည့်ရှုရပါမယ်။ညီကိုရော benefit တွေကိုဘယ်လိုမျိုးမြင်လဲအောက်က comment section မှာဝင်အောင်ဆွေးနွေးကြလို့ရပါတယ်။ကျွန်တော်ကတော့ SC4 တွေမှာဖြစ်ပါတယ်။